သမေတီတီသမထောနော်ငြိမ်းအေးစေတတ်တဲ့အတွက်ကြောင့်သမထာဘာလို့သမထာခေါ်လဲငြိမ်းအေးစေတတ်တဲ့အတွက်ကြောင့်သမထာဘာကိုငြိမ်းအေးသွားစေတာလဲလို့ပြောရင်ဟုတ်လားကုသိုလ်တရားများကိုအဟံအတားလုံနေတဲ့အကုသိုလ်တရားတွေရှိသလားမရှိဘူးလားရှိတယ်အဲ့တရားတွေဝင်မလာအောင်သူကလှန့်တာနော်အဲဒါကြောင့်မို့ဝင်လာတဲ့အကုသိုလ်တရားများကိုနိဝရဏလို့ခေါ်ရတယ်ဘာလို့ခေါ်ရလဲ နိဝရဏတရားမြန်မာလို့ဆိုရင်အဟံအတားများလို့အဓိပ္ပာယ်ရပါလို့အဓိပ္ပာယ်ရဟံအတားများ hindrances တွေပဲနော်အဟံအတားတွေအဟံအတားတွေရှိနေရင်ဘာတွေမလာနိုင်ဆိုရင်ကုသိုလ်တွေမလာနိုင်ဘာတွေမလာနိုင်လဲအဲကုသိုလ်တွေမလာနိုင်အဲ့ဒီအဟံအတားကိုနောက်မှ6မျိုးရှင်းပြနော်အဟံအတားတွေရှိနေရင်ကုသိုလ်တွေမလာနိုင်ဘူးအဲ့ဒီအဟံအတားတွေကိုကိုယ်ကပယ်ဖြတ်ပြစ်နိုင်တယ်ဟဲ့လို့ဆိုရင်တော့စိတ်တည်းလေးငြိမ့်မသွားဘူးလား ငြိမ့်သွားတယ်ငြိမ့်သွားအောင်လုပ်တဲ့စနစ်ကြတော့အမျိုးမျိုးဖြစ်သွားပြန်ရောနော်အမျိုးမျိုးဖြစ်တယ်ဆိုတော့အလွယ်ဆုံးလုပ်မယ်ဆိုလို့ရှိရင်တော့ဒုသူတော်စင်များအာနာပါနတတိကိုလုပ်သင့်တယ်ဘာတတိလဲလဲအာနာပါနတတိလုပ်တယ်ဆိုဘယ်လိုလုပ်လဲဟောမျိုးစုံမဲဟုတ်လားနော်ဒီနန်းလေးမဲကိုကဝင်လေထွက်လေအခုလောကသားမှာတရားအားထုတ်သူနဲ့မထုတ်သူကြွားသလားမကြွားဘူးလားကြွားတယ်အဓိကဘာကြွားတယ်လဲပြောရင်တတိတရားကြွားတယ်ဘာကွာလဲ အခုလေးဝင်တာထွက်တာရှိသလားမရှိဘူးလားသိသလားမသိဘူးလားသိသလားမသိဘူးလားအခုမဝင်တယ်လို့ဘောကထိုင်ရင်လည်းသိလားသိသလားမသိဘူးလားမသိတော့ပါဘူးဥစဉ်ကတော့ဝင်နေသလားထွက်နေသလားမသိဘူးဟုတ်လားနော်အေးဝင်နေသလားထွက်နေသလားသိအောင်လုပ်လိုက်တာပြီတရားအားထုတ်တာဖြစ်သွားတာဟုတ်လားနော်ခုထိုင်းနေတာကဲဂျုံနဲ့ကောက်မိမယ်ခုအသက်ရှူနေတာလားဟိုပြန်ပြီးတော့မှုတ်ထုတ်နေတာလ ကိုကိုမေးကြည့်အဲမဲ့ပြောလိုက်မှဘလို့မျိုးနဲ့အရှူတွေလည်းမှားတော့မယ်ဟုတ်လားတေချာကိုလှုပ်ယူရတာတာမန်နဲ့ရလားမရတော့ဘူးအဲ့ဒါကြောင့်မို့တတိလွတ်နေတဲ့ပုဂ္ဂိုလ်တည်တရားအာမထုတ်သူတရားအာမထုတ်သူတည်တတိလွတ်နေသူပဲဟုတ်လားနော်တတိလွတ်နေတဲ့ပုဂ္ဂိုလ်လှုပ်တဲ့လုပ်ငန်းမှန်သမျှတည်အလွယ်လွယ်ချော်ချော်ဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားအဲ့ဒါကြောင့်တတိတတိဆိုအရေးမကြီးဘူးလားအင်းရေးကြည့်တယ်မိတတိရေးတာမရှိဘူးလား ဘာလို့မိတ္တိဆိုတော့မိကိုအမြဲတမ်းအာယုံပြုတာလောင်တတ်တယ်လောင်တတ်တယ်လို့သတိတရားထားပါအဲ့ဒါမိတ္တိပဲဟုတ်လားနော်ဒီမှာလည်းပဲယောဂီမှာလည်းပဲတရားအထုတ်တကသတိအရေးမကြီးဘူးလားအဲအဲ့သတိလေးကအရေးကြီးတယ်ဒီသတိလေးရှိနေလို့ရှင်အဲ့ဒီကကကဲခန္ဓာကိုယ်လေးကိုလေးရှုပြီးတော့သွင်းလိုက်ရင်ဝင်သွားတာနဲ့တပြိုင်နဲ့အဲ့ဒီလေးကဟောဝင်သွားလိုက်ရင်ထိမသွားဘူးလားအဲ့ကြောင့်ဝင်နေထိတယ်ထိလိုက်ရင်ကိုယ်ကသိလေးကသိမသွားဘူးလား အဲ့ဒါဝင်နေကြည့်တယ်သိတယ်မှတ်လို့ရလားမရဘူးလားမှတ်ဘူးလားမှတ်ဘူးရမယ်ဟုတ်လားနော်ငကုလုံးကမမှတ်ဘူးတောင်းနောက်နေ့ရသပြီနည်းနည်းလေးလောက်တော့မှတ်တနေ့5မိနစ်လောက်တော့ချိန်ရတယ်မလားရလောက်ပါတယ်5မိနစ်လောက်ကတော့ဟုတ်လားနော်5မိနစ်လောက်ကတော့လို့တနေ့5မိနစ်5မိနစ်မလုတ်တဲ့လူနဲ့ဆိုင်5မိနစ်ကတန်ဖိုးမရှိဘူးလားရှိတယ်ဟုတ်လားအားကြောင့်5မိနစ်လောက်တော့စမ်းကြည့်တဖြည်းဖြည်းနဲ့ဝါသနာပါလိုက်10မိနစ် နည်းနည်းဝါသနာပါလာလို့ရှင်15မိနစ်နောက်တဖြည်းဖြည်းနဲ့ဝါသနာပါလာရင်7နာရီနောက်တဖြည်းဖြည်းနဲ့ဝါသနာပါလာရင်2နာရီ3နာရီအဲ့တဲ့တော့မပူတော့နဲ့အဲ့ဒါဒီတဲ့ပူလာရင်လင်မယားချင်းရံဖြစ်တော့ဟုတ်လားအေးများလာရင်ဘာတော့ဟာဒါထိုင်နေတာဘာလို့လောက်တာတော့ဟာနဲ့တစ်ဖက်ကဝါသနာမပါရင်ပြဿနာတက်လာမှာဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့ကိုကနေပြီးတော့စိတ်တက်လေးကိုမြင့်တင်မယ်ဆိုရင်ကိုတတိနဲ့မြင့်လို့မရဘူးလား ေးမြင်အဲ့ဒါဝင်လေထွက်လေကိုသိသိချာချာစနစ်တကျမှတ်နော်ထဲတဲ့ကိုဝင်သွားရင်အဲ့ဒါဝင်နေထိတယ်သိထွက်တယ်ဆိုရင်လည်းပဲထွက်တယ်ထိတယ်သိမှတ်လို့မရဘူးလားအဲအဲ့ဒါမျိုးနဲ့သွားလို့ရတယ်အဲ့ဒီလိုမှမဟုတ်ရင်အောင်နှမ်းနည်းနည်းလေးဆင်းကြည့်လိုက်ဆင်းကြည့်လိုက်လို့ရင်အုပ်ဟောလားဒီနာမည်ထားတာရှူသွင်းလိုက်လို့ရှိရင်အပေါ်ကြွတက်လာမရှိဘူးလားကြွရတယ်ပြန်ပြီးတော့ချက်သွားတာမရှိဘူးလား อืมအဲ့ဒါကြောင့်မို့ကျွာလာတယ်အောက်ကိုပြန်ပြီးတော့ကတ်သွားတယ်မှတ်လို့မရဘူးလားအဲအဲ့ဒါမျိုးကအောင်နာနည်းနည်းဆင်းကြည့်1 byte ရောက်သွားရင်လည်းမှတ်လို့မရဘူးလား1 byte ကလေးရှူသွင်းလိုက်ဘာဖြစ်သွားဟောင်းသွားတယ်ပြန်ပြီးထုတ်လိုက်လို့ရှိရင်ပိန်သွားတယ်အဲ့ဒါကြောင့်မို့ဒီမှာလည်းပဲဟောင်းနဲ့ပိန်နဲ့မှတ်လို့မရဘူးလားရတယ်ဒါပေမဲ့လောကသားကပြဿနာတက်နေတာကအစွဲကြောင့်ပြဿနာတက်တာဒီလိုဘာကြောင့်ပြဿနာတက် လူတွေအဲ့လိုလေးကစနစ်လေးတွေကတော့ဘယ်စနစ်နဲ့ပဲလှုပ်လို့ကိုကအလွယ်တကူလှုပ်လို့မရဘူးလားရစွဲစရာရှိရလားဘာမှမစွဲနဲ့အစွဲရှိနေအဲ့လိုကမဟုတ်သေးနော်အစွဲမရှိနဲ့သူကသူဝင်လေထွက်လေနှကောင်းကပဲထားထားရင်အုပ်မှာပဲထားထားဝမ်းပိုက်မှာပဲထားထားအဓိကကတော့တတိလေးရှိဖို့ပဲဘာလေးရှိဖို့လဲอืมအဲ့တော့ mindfulness is very important without mindfulness you cannot get the concentration without the concentration we cannot get the wisdom နဲ့တတိမရှိရင်တမာရီမလိုက်တမာရီမလိုက်ပညာမလိုက်ဘူးဆက်ဆက်ရမရှိဘူးလားဘာအစွဲမှမထားနဲ့ပထမတတိထားအဲ့ဒါပြီးရင်တမာရီလိုက်လိမ့်မယ်အဲ့ဒါပြီးရင်မလိုက်လာမယ်ပညာလိုက်လာလိမ့်မယ်လုပ်ဖို့မကောင်းဘူးလားအင်းကောင်းတော့ကောင်းတယ်ငြိမ်းနေတာပဲပြိတက်ကအဲ့နေလားမသိဟုတ်လားအေးဒါပေမဲ့ကြိုးစားပြီးတော့လောက်အောင်အဲ့ကြတော့အရှင်ဘုရားတော့လှုပ်တလားဘုရားတို့ တင့်တဲ့လောက်တော့လုံးပါတယ်။ဒါပေမဲ့တကယ်လုံးနိုင်သလားပြီးမလုံးနိုင်ပါဘူး။မလုံးနိုင်လို့လည်းပဲဒီလိုနေနေရတာ။မနေရဘူးလား။အေးအဲ့ဒါကြောင့်လူပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်အခွင့်အရေးပိုးနေတယ်ဆိုတာရှိလား။မရှိဘူး။ဘုန်းကြီးဘဝကြီးနဲ့နေမဟုတ်တာလို့ကြွားမယ်။အောက်ကြွားမယ်။ဟုတ်လား။လူဘဝနဲ့နေတော့မှန်တယ်။လူတော့လူသီလနဲ့နေတယ်ကောင်းတာလုပ်တယ်။သူလည်းအထက်တက်နေတာမတက်နိုင်ဘူးလား။လေပဲသူပဲကိုလုံးမှကိုရတာဘာမှမရလဲ။ အင်းကိုလုံးမကိုရတာလူတွေကစီးပွားရေးလောက်ပဲအာယုံကတကယ်တမ်းပြုတ်ကြတာကိုလုံးမကိုရတာချကွာချကွာဆိုပြီးတော့စီးပွားရေးကြတော့ကြိုးစားပြီးမလုပ်ဘူးလားလုပ်တယ်မလုပ်ရဘူးမဟုတ်ကြိုးစားပြီးလို့ဦးဇနုကဗမာတွေပြင်းလုံးလို့ကိုသိပြတယ်နော်ကြိုးစားပြီးတော့လုပ်ရမယ်ကြိုးစားပြီးလုပ်ပြီးတော့စီးပွားရေးဖြစ်အောင်လုပ်ရဒါပေမဲ့နောက်ကဘာပါလာရစိတ်ဓာတ်လေးလည်းပါလာရဘာလေးလည်းပါလာစိတ်ဓာတ်ကအောက်ကပ်ပြီးစီးပွားရေးကထက်တက်သွားရင်ဟောကြောင်းမြန်ဖြစ်မနေဘူးလား အဲ့ဒါဆိုသူစည်းဝါးရေးကလောကကြီးဒုက္ခပေးမဲ့စည်းဝါးရေးဖြစ်မတော့ဘူးလားအဲ့ဒါစိတ်သက်ကနောက်ကတန်းပြီးတော့လိုက်လာတယ်နော်အေးအဲ့ဒါကြောင့်မို့စိတ်လေးငြိမ်းအေးအောင်လှုပ်ပြီးတော့လည်းပဲစိတ်သက်ကိုမြင့်ပေးလို့မရဘူးလားမြင့်ပေးလို့ရတယ်အဲ့ဒါမျိုးလှုပ်လို့ရတယ်ကုသိုလ်ကိုကြတော့ရူပါဝဆရကုသိုလ်တဲ့ပြည့်တယ်ဘာကုသိုလ်လဲဘာကုသိုလ်လဲရူပါဝဆရကုသိုလ်ကြတော့တာမန်နဲ့ရရလား တေချာကိုကြာကြာနာထိုင်ပြီးတော့ရေရှည်လို့ယူမှတမာရီတွေရဇန်တရားတွေရတဆင့်တဆင့်နဲ့ပထမဇန်ဒုတိယဇန်တတိယဇန်သတ္တုထဇန်ဟောပင်စမဇန်ဒီသွားရနော်အဲ့ဒါမျိုးဇန်အဆင့်တင်နေရဖို့ဒီတရားမထိုင်မဲ့ရပါမလားလေကံနေုံနဲ့ရပါမလားဝေဘံနေုံနဲ့ရပါမလားမရဘူးကိုကိုယ်တိုင်းကိုပါပဋိကေပဲဟုတ်လားနော် you must practice in yourself နော်ကိုကိုယ်တိုင်းအားထုတ်မှရတာထိုင်ကြုံနဲ့ရလား စနစ်သိယုံနဲ့ရလားอืมမရဘူးကိုကိုတိုင်းလုံးမှရတာအဲ့ဒါမျိုးရလိုက်ရင်ကျတော့လူရဲ့စိတ်လေးကတမာတိရသွားတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာလေးကကြီးညူစရာတကယ်ကောင်းတယ်နော်ကောင်းသလားမကောင်းလားတွေ့ဘူးလားတမာတိရတဲ့မျက်နှာအေးတမာတိရတဲ့မျက်နှာလေးတွေကြီးနေတာပြည့်ပြည့်တဏ္ဍာလိမ့်တာလို့ကြီးတာမဟုတ်ဘူးပေါင်းတင်ထားလို့ကြီးတာမဟုတ်ဘူးသူ့မျက်နှာကဘာမှမလိမ့်မင်းနဲ့ဘာမှမချေပဲနဲ့ကွာဘာဖြစ်နေလဲ ြီးနေတာအပြစ်ကင်းစင်နေတာနော် အပြစ်ကင်းစင်ပြီးတော့ယူသားနေတာမျက်နှာကြည့်လိုက်ရင်ကဘာမျက်နှာလေးထွက်ယူသားတဲ့မျက်နှာလေးထွက်နေတာအဲ့ဒါဓမ္မစွန့်အင်နေပဲပြည့်တယ်ဘာရဲ့စွန့်အင်လဲဓမ္မရဲ့စွန့်အင်ကြတော့ဒီတိုင်းနဲ့ရရလားမရဘူးဆိုတာသဘောပေါက်ဟုတ်လားနော် ခုကုသိုလ်ဘယ်နှမျိုးပြီးပါလဲနှစ်မျိုးပြီးသွားပထမကအကုသိုလ်နော်ရှေ့ဆုံးကအကုသိုလ်ပြီးတော့ကာမဝဆရကုသိုလ်ကုလာတာက ရူပဝဆရကုတုကာမဝဆရကုတုဆိုတာကဒါနတိလနဲ့ရနိုင်တယ်ရနိုင်မလားမရနိုင်ဘူးလားရနိုင်တယ်ဒါနနဲ့တိလဘယ်ဟာပိုခက်လဲဟောတိလဆောင်နေမှုရခက်တယ်အေးအဲ့ဒီတဲ့တဆင့်ခက်လာတာကရူပဝဆရကုတုရဖို့ရခက်တယ်ဘာခက်လဲရူပဝဆရကုတုရဖို့ရခက်တယ်ရူပဝဆရကုတုကြတော့လူယုံတန်းယုံနဲ့ရလားတိလဆောင်တယုံနဲ့ရလားမရတော့ဘာလို့မှရလဲတရားအထုံးမှရလား အဲ့ဒါကိုတမထအာထုတာလို့ခေါ်တာဘာလို့အာအေးတမထအာထုတာတမထဆိုမြန်မာလိုဘာပြောလဲငြိမ်းအေးစေတတ်သောတရားဘာလဲတော့ဘာကိုငြိမ်းအေးစေတာလဲစိတ်ဓာတ်ကိုငြိမ်းအေးအောင်လုပ်တာစိတ်ဓာတ်ကိုငြိမ်းအေးအောင်မလုပ်နိုင်တဲ့ပုဂ္ဂိုလ်ဒီစိတ်ဓာတ်အဆင့်မြင့်နိုင်ရလားဟွန်းမမြင့်နိုင်ဘူး ဲ့ဒါကြောင့်မို့စိတ်မငြိမ်းအေးရခြင်းရဲ့အကြောင်းတရားတွေလည်းကိုကသိဖို့လိုတယ်။တို့ရဲ့စိတ်တွေကဘာဖြစ်နေကြတာလဲ။တို့သူတော်စင်တို့ရဲ့စိတ်တွေကဘာဖြစ်နေကြတာလဲ။သိဖို့မလိုဘူး။လိုတယ်။အဲ့ကြောင့်အတွင်းသားကိုနှိုက်ကြည့်ရတော့လူကဂျုံငနဲ့မြင်လို့ရတာမရဘူး။အဲ့ကြတော့ဘာလဲလို့ပြောရင်လောကသားတွေမှာမငြိမ်းအေးရခြင်းအကြောင်းတကတစ်လိုခြင်းမှုများနေတာ။ဒီတည်းပါလေလေလိုခြင်းမှုများနေတယ်။ လိုချင်မှုများတဲ့ပုဂ္ဂိုလ်ရဲ့စိတ်တည်းငြိမ့်အမှုရလားမရဘူးတခုပြီးတခုတခုပြီးတခုပဲရက်သွားတယ်ဆိုတာရှိမရှိဘူးဟုတ်လားအဲ့ဒါဒါမျိုးကမစ္ဆာတွေသိပြီးတော့ညာနေရင်လည်းပဲလိုချင်မှုတွေသိညာနေရင်လည်းစိတ်တည်းငြိမ့်အနိုင်ရလားမငြိမ့်အနိုင်ဘူးအဲ့ဒါကြောင့်ဒုသူတော်စင်များကလိုချင်မှုတွေကိုမပါလို့ရမလဲလျှော့ပေးရမပါလို့ပေးရမလဲ ရှော့ပေးရမယ်လူကျင်မှုမရှိအောင်ဆိုတော့ရှင်မစည်းဝါးရေးမလုပ်အောင်လားဖရာလို့ပြောတာဟုတ်ရဲ့လားမဟုတ်ဘူးလူကျင်မှုဆိုတာလွန်ကဲနေတဲ့လောဘကြီးကြတိတ်ကြည့်မကောင်းတော့ဟုတ်လားဖြစ်မနေဘူးလားလွန်ကဲနေတဲ့လောဘနဲ့လမ်းလျှောက်လို့ရှင်လူကြားဘွားစူးလဲမောင်းသွားတယ်လို့ပဲသူကစူးလဲမောင်းတာတွေ့ဘူးလားစူးလဲမောင်းတော့ဘာဖြစ်အကုံညိတာပဲဟိုနန်းဝင်ညိဒီနန်းဝင်ညိအကုံညိကုန်တာနော်အဲဒါကြောင့်မို့လောကသားမှာစူးလဲနေတူတဲ့လူသားမဖြစ်စေရဘူး ဟုတ်လားလောဘသိပ်ပြီးတော့ကြီးလာလို့ရှင်အဲ့ဒီအမျိုးလူသားဖြစ်တတ်တယ်အဲ့ဒါကြောင့်လောဘရှိတော့ရှိပါရှိခြင်းရှိလို့မရဘူးလားရပါတယ်လွန်တော့မလွန်သေးနဲ့လွန်သွားရင်တော့သူတို့ဘာဘာဒုက္ခမရောက်ဘူးလားရောက်တယ်ဒါပေမဲ့ပယ်သက်ရမှာကတော့တကယ်အစ်စ်မြင့်မြင့်ပယ်သက်ရင်တော့ကုံအောင်ပယ်သက်ရမှာမပယ်သက်ရဘူးလားပယ်သက်ရမှာအဲ့ဒါကြောင့်မို့လောကသားများစိတ်မငြိမ်းအေးရခြင်းရဲ့အကြောင်းနဲ့မှတစ်ပါလေလိုချင်မှုများနေခြင်းဘာလဲလဲ ေးနံပါတ်2ကကြတော့စိတ်ကြမ်းချမ်းခတ်ထန်ခြင်းတဲ့ဗါတယ်လေစိတ်ကြမ်းချမ်းခတ်ထန်ခြင်းတဲ့ဖြစ်တတ်သလားဖြစ်တတ်ဘူးလားဖြစ်တတ်တယ်အလုံးသောပုဂ္ဂိုလ်များကုသိုလ်စဉ်မှန်သမျှသည်အဲ့ဒီအစဉ်ကလူတိုင်းကတွေ့ကြုံနေရတာဂျုံပါဘူးလားဒါပေမဲ့ဘာကွာတယ်လဲပြောရင်အနေအများတော့ကွာတယ်မကွာဘူးလားအနေအများကွာတယ်နော် ပုံမှန်လေးလောက်ဆိုလို့ရှင်တော့ခိစ္စမရှိသေးဘူးစငန်တော့ငန်တာပဲတင့်တော်ရုံလေးခတ်ထားရင်စားလို့မရဘူးဒါပေမဲ့ပုံပြီးတော့ငန်တဲ့စားလို့ပဲလှိမ့်ပြီးထည့်လိုက်ရင်တော့စားလို့ရသေးလားဒေါသဆိုတာလေလူတိုင်းမှာတော့ရှိကြတာပါပဲမရှိဘူးလားအေးရှိတယ်ဒါပေမဲ့သိပ်ပြီးတော့လွန်လွန်းလိုက်ရင်တော့သုံးစားမရတဲ့ဟင်းလို့ဖြစ်သွားမယ်မဖြစ်နိုင်ဘူးလားအေးအဲ့ဒါကြောင့်ဒေါသတွေနော် သိပြီတော့ကြီးမားနေတယ်ဟဲ့လို့ဆိုလို့ရှိရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ငြိမ်းအေးနိုင်ရလားမငြိမ်းအေးနိုင်ဘူးအဲ့ကြတော့ဒီဟာမျိုးစိတ်ဓာတ်တွေသိပြီတော့ကြမ်းထမ်းခတ်ထန်နေရင်ပထမအဆုံးခံလရတဲ့ပုဂ္ဂိုလ်တည်ဘဇူလဲလို့ပြောရင် လောကသားမဟုတ်ဘူး तू ပြိတ္တရင်ဘဇူကယင်ခံစားရကိုကိုယ်တိုင်ယင်ခံစားရဒေါသရဲ့လောင်မြိုက်မှုကိုဘဇူယင်ခံစားရကိုကိုယ်တိုင်ခံစားရကိုကိုယ်လောင်မြိုက်တာတွေဤလန်သွားပြီဆိုမှဘေးထွက် နော်သူများလောင်မြိုက်တာကဒုတိယတစ်ဆင်ပထမအဆုံးကကိုယ်လောင်မြိုက်တယ်နောက်တစ်ဆင်ကသဝန်းကျင်ကိုလောင်မြိုက်တယ်ပြီးသွားရင် လောကသားတွေကိုအကုန်လောင်မြိုက်တယ်အဲဒါကြောင့်မို့လောဘဆိုတဲ့တရားလည်းကောင်းရဲ့လားဒေါသဆိုတဲ့တရားလည်းကောင်းရဲ့လားအဲ့ဒါစိတ်သက်မငြိမ်းအေးရခြင်းရဲ့အကြောင်းတည်းမှာတစ်ပါတယ်လေလောဘကြီးနေခြင်းနောက်တစ်ခုကဒေါသကြီးနေခြင်းတဲ့လောဘဒေါသရှိဘူးလား အေးနောက်တစ်ခုကကြတော့တွေ့ဝေထိုင်းမိုင်းနေတာတဲ့ပြည့်တယ်ဘာဖြစ်တာလဲဒုစိတ်ကအမြဲတမ်းကြီးလင်းရယ်လေဘာတွေဖြစ်တယ်တွေ့ဝေနေတတ်တယ်ထိုင်းမိုင်းနေတတ်တယ်တခါလေစိတ်လေးနေတာမရှိဘူးလေးတာကတော်တော်ကိုလေးတာဟုတ်လားနော်စိတ်တကြီးကတွေ့ဝေဝေထိုင်းနေမှမိုင်းနေတယ်လေးလံပြီးတော့နေခေါင်းကြည့်ရယ်စဉ်းစားတာမှန်တယ်ပြပြီလေမကြည့်ဘူး သူကဘာပဲစဉ်းစားစဉ်းစားအလွဲပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်သူစိတ်တက်ကထိုင်းမိုင်းနေတာ။ဘာဖြစ်နေတာလဲ။စိတ်တက်ကထိုင်းမိုင်းနေတဲ့အတွက်ကြောင့်ဒီစိတ်တက်တွေထိုင်းမိုင်းနေတဲ့မြတ်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်တက်ဒီငြိမ်းအေးမှုရနိုင်ရလား။ငြိမ်းအေးတဲ့နန်းစဉ်ကိုရှောက်နိုင်ရလား။မရှောက်နိုင်ဘူး။အဲ့ဒါကြောင့်အခုစိတ်တက်ထိုင်းမိုင်းနေရင်လည်းပဲငြိမ်းအေးမှုမရနိုင်ဘူး။